ဖုံဖုံဖရဖရတရင်ဌာပနာထဲ့တာဘယ်ကစတာလဲတဲ့ဌာပနာဆိုတာကလေဌာပနာဆိုတဲ့ပါဠိကနေလာတာပါဌဝံဘဲကိုရေးချထည့်ပြီးတော့ဌာပနာဟု၍ပါဠိပြအနေနဲ့ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်ဌာပနာထဲ့တယ်ဆိုတာဖရရှင်ဤတတ်တော်များယဟန္တာများဤတတ်တော်များဖရရှင်အသုံးပြုခဲ့သော ပရိဘောဂပစ္စည်းများရုပ်ပွားစိတ္တုတော်များ ပိဋကတ်တော်များကိုတဏှာထဲမှာသုံးပြီးသိမ့်စီပြီးထဲ့သွင်းပူဇော်တာကိုပဲဌာပနာထဲ့တယ်လို့ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်။တချို့ကဌာပနာထဲ့တယ်လို့ပြောလိုက်ရင်တန်ဖိုးရှိယရဏပစ္စည်းများကိုမြင်တတ်ကြပါတယ်။ဌာပနာထဲ့တာဟာတန်ဖိုးရှိယရဏပစ္စည်းတွေကိုပြောတာမဟုတ်ပါဘူးเนาะ။ဆောစောကပြောခဲ့တဲ့ဖះရှင်ဤဓာတ်တော်များယဟန္တာများဤဓာတ်တော်များဖះရှင်အသုံးပြုခဲ့သောပရိဘောဂပစ္စည်းများရုပ်ပွားစိတ္တုတော်များ ပိရိကတ်တော်များကိုတင်စီပူဇော်တာကိုပဲဌာပနာထည့်တယ်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ဒါဆိုရင်တန်ဖိုးရှိယရနာပစ္စည်းများကိုထည့်သွင်းပြီးတော့ဌာပနာထားတဲ့အလေအထဘယ်ကဖြစ်ပေါ်လာတာလဲ။အတောကမင်းလက်ထက်ကနေစတင်ပြီးဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။အတောကမင်းကဘာကြောင့်တန်ဖိုးရှိယရနာပစ္စည်းတွေကိုဖျားဌာပနာထဲမှာထည့်ရတာလဲဆိုရင်နောက်နှစ်ပေါင်းများစွာကြာတဲ့အခါ ဒီစီရီကြီးဟောင်းနှမ်းပျက်စီးသွားပြီဆိုရင်ဒီစီရီကို ပြန်လဲပြုတ်ပြင်တဲ့တကားဟာငွမ်းပါတဲ့တကားဖြစ်နေပါကဒီတန်ဖိုးရှိရတနာပစ္စည်းများကို ထုတ်ခွဲရောင်းချပြီးဒီစီရီကိုပြန်လဲပြုတ်ပြင်ဖို့အတွက်ထည့်သွင်းပူဇော်ရခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဖျားတဲတဲ့အခါမှာတန်ဖိုးရှိရတနာပစ္စည်းများကိုဘာကြောင့်ဌာပနာတဲ့ထည့်သွင်းပြီးပူဇော်ရတာလဲဆိုတာ သိလောက်ပြီးထင်ပါတယ်နော်။ အရှင်ဖရပါရမီ၁၀ပါးအပြား၃၀အတိတ်ပဲကို ရှင်းပြပေးပါဖရတဲ့အရင်ဆုံးပါရမီ၁၀ပါးကို ပြောပါမယ်နော်ပါရမီ၁၀ပါးကဘာတွေလဲဆိုရင်၁ပေးကမ်းလှူဒန်းခြင်းဒါနပါရမီ၂တီလစောက်တည်ခြင်းတီလပါရမီ၃ယသိယဟန်ပြုခြင်းနိခမပါရမီ၄ပညာကိုစီးပူးလေ့လာခြင်းပညာပါရမီ၅ ၅မတွန်းမဆုတ်ကြိုးစားအားထုတ်ခြင်းဝရိယပါရမီ၆တီးခံခြင်းခန္တီပါရမီ၇မှန်သောစကားကိုပြောဆိုခြင်းသစ္စာပါရမီ၈တတဝါတို့အပေါ်၌မိမိနှင့်မခြားတနာချစ်ခင်ခြင်းမေတ္တာပါရမီ၉အပြစ်ကင်းသောအရာ၌စိတ်ဖြင့်ဆုံးဖြတ်၍ဆုံးဖြတ်သည့်အတိုင်းကြိုးစားအားထုတ်ခြင်းအဋ္ဌဌာနပါရမီ၁၀လိလိယူရှုခြင်း ဥပိ္ပခပါရမီတို့ပဲဖြစ်ပါတယ်။ဒါဟာပါရမီ၁၀ပါးပဲဖြစ်ပါတယ်။အပြား30ကိုဘယ်လိုရည်တွက်မလဲဆိုရင်ဖော်ပြပါ ပါရမီ၁၀ပါးတစ်ပါးစီမှာပစ္စည်းဥစ္စာကို မငတ်ကွက်ခြင်းရိုးရိုးပါရမီခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းတို့ကို မငတ်ကွက်ခြင်းဥပပါရမီအတ္တကိုမငတ်ကွက်ခြင်းပရမတ္ထပါရမီရယ်ဆိုပြီး၃ပါးစီပါပါတယ်ပါရမီ၁၀ပါး တပားစီမှာဤ3ပါးပါတာဖြစ်တဲ့အတွက်3ကို30နဲ့မြှောက်လိုက်မယ်ဆိုရင်အပြား30ရပါတယ်။ဒါဟာပါရမီ7ပါးအပြား30ပဲဖြစ်ပါတယ်နော်။အရှင်ဖယားသူတော်ကောင်းတရား9ပါးမင်းကျင်တရား10ပါးနာယကဂုဏ်6ပါးကိုတပြည့်တော်တို့မသိလို့သင်ပြပါအရှင်ဖယားတဲ့။သူတော်ကောင်းတရား9ပါးက ၁ယရနာ၃ပါးနှင့်ကံကံ၏အကျိုးပေါ်ယုံကြည်ခြင်း၂မကောင်းမှု၌ရှက်ခြင်း၃မကောင်းမှု၌ကြောက်ခြင်း၄အကြံအမြင်များခြင်း၅ကောင်းသော အလုပ်၌လုံလဝရိယရှိခြင်း၆ကောင်းသောအရာ၌တတိရှိခြင်း၇စင်ခြင်းဉာဏ်ပညာနှင့်ပြည့်စုံခြင်းတို့ပဲဖြစ်ပါれ။ဒါဟာ သူတော်ကောင်းတရား9ပါးပဲဖြစ်ပါတယ်။မင်းကျင်တရား10ပါးက1အလှူဒါနပြုခြင်း2တီလစောက်တည်ခြင်း3ပေးကမ်းစွန့်ကြဲခြင်း4ဖြောင့်မတ်ခြင်း5တိမ်မွေ့ခြင်း6ဥပုသ်တရင်စောက်တည်ခြင်းစတဲ့အကျင့်ကိုကျင့်ခြင်း9အမျက်မထွက်ခြင်း10သူတစ်ပါးတို့အားမှညင်စေခြင်း ကိုတီးခံခြင်းတဆယ်တိုင်းသူပြည်သားတို့နဲ့မဆန့်ကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ဒါဟာမင်းကျင်တရား၁၀ပါးပဲဖြစ်ပါတယ်။နာယကဂုံ၆ပါးက၁တီးခံခြင်း၂အစအစအရာရာနှိုးချခြင်း၃ငယ်သားတို့ထက်သာလွန်သော လုံလရှိခြင်း၄ချီးမြှောက်ထောက်ပံ့ခြင်း၅တနာကျင်နာခြင်း 6အလုံးစုံသောအခွင့်အရေးတို့ကိုတွေးတောမျှော်မြင်စင်ကြင်ညာနှင့်ပြည့်စုံခြင်းစုံစမ်းခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာညာယကဂုံ6ပါးပဲဖြစ်ပါတယ်။မြတ်စွာဘုရားမဖြစ်တဲ့မေခွန်ရှိတယ်လို့ကြားဘူးပါတယ်။ဘယ်မေခွန်တွေလဲဖေယ။တကယ်မသိလို့ပါတဲ့။ဟုတ်ပါတယ်။ မြတ်စွာဘုရားမဖြေတဲ့မိခွန်း၁၂ချက်ဆိုတာရှိပါတယ်မိလျှောက်တဲ့ပုဂ္ဂိုလ်ကတော့မာလူကျဗုဒ္ဓမထေရပဲဖြစ်ပါတယ်အဲ့ဒီမိခွန်း၁၂ချက်ကဘာတွေလဲဆိုရင်၁လောကသည်မြဲသလား၂လောကသည်မမြဲသလား၃လောကသည်အဆုံးရှိသလား၄လောကသည်အဆုံးမရှိသလား၅ လောကသည်အဆုံးလဲရှိအဆုံးလဲမရှိသလား6လောကသည်အဆုံးရှိသည်လဲမဟုတ်အဆုံးမရှိသည်လဲမဟုတ်သလား9ထိုအသက်သည်ထိုကိုပင်လော7အသက်သည်တဘာတခြားကိုသည်တဘာတခြားလော9တတဝါသည်တေတီမနောက်၌ဖြစ်သလား10တတဝါသည်တေတီမနောက်၌မဖြစ်သလား17 တတဝါသည်တေတီမနောက်၌ဖြစ်လဲဖြစ်မဖြစ်လဲမဖြစ်သလောစနစ်တတဝါသည်တေတီမနောက်၌ဖြစ်သည်လဲမဟုတ်မဖြစ်သည်လဲမဟုတ်သလောတို့ပဲဖြစ်ပါတယ်ဒါဟာမြတ်စွာဘုရားမဖြစ်တဲ့မေခွန်း12ချက်ပဲဖြစ်ပါတယ်အဆိုပါမေခွန်း12ချက်ကိုမြတ်စွာဘုရားဟာဘာကြောင့်မဖြစ်ရတာလဲဆိုရင်အဲ့ဒီမေခွန်း12ချက်ဟာတတဝါနဲ့အတ္တဆက်ဆက်နေပြီးတော့ မိစ္ဆာဒိဋ္ဌိအယူဝါဒတွေနဲ့ပတ်သက်ဆက်နွယ်နေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားဟာမဖြေခြင်းဖြစ်ပါတယ်နော်။အရှင်ဖေရရုပ်ရည်ချောမောခြင်းရင်မိတိကောင်းမှုပြုရမလဲဖေရတဲ့ရုပ်ရည်ချောမောခြင်းတယ်ဆိုရင်၁စွမ်းစသောအာမိတကို ပေးလှူရမယ်၂ အဝတ်ပစိုးတို့ကိုပေးလှူရမယ်။၃တပြည့်စည်လှဲရမယ်။၄အမျက်ဒေါသမထွက်အောင်နေရမယ်။ဖော်ပြပါလေးချက်စလုံးကိုတော်၎င်းသို့မဟုတ်လေးချက်ထဲကတစ်ချက်ချက်ကိုတော်၎င်းဖြည့်စည်းနိုင်မယ်ဆိုရင်ဖြစ်လျာပေါ်အတိုင်းမှာရုပ်ရည်ချောမောလှပပါလိမ့်မယ်နော်။